ဟာမတ်အဖွဲ့ရဲ့ယာယီကောင်းဆောင်မိုဟာမက်ဆင်ဝါတိတ်ဆုံးသွားပြီလို့ယုံကြည်ကြောင်းအစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားသွားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဂါဇာတောင်ပိုင်းမှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းဆင်ဝါတိတ်ဆုံးသွားတယ်ဆိုတာယုံကြည်ရလောက်တဲ့အထောက်အထားအများပြရထားတယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်က မေလ18ရက်နေ့မှာမှတ်ချက်ပေးသွားခဲ့တာပါ။တရားဝင် အတိမပြုတ်နိုင်သေးဘူးဆိုပေမဲ့ရထားသမျှအချက်လက်တွေအရတော့ ဆင်ဝါကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့ပြီလို့ညွှန်ပြနေကြောင်းကတ်စ်ကဆိုပါတယ်။မိုဟာမက်ဆင်ဝါဆိုသူကတော့အစ္စရေးလက်ချက်ကြောင့်ပဲတည်ဆောင်းသွားခဲ့တဲ့ဟာမတ်စ်ကောင်းဆောင်ဟောင်းယာယာဆင်ဝါရဲ့ညီဖြစ်ပါတယ်။သူကအကိုဖြစ်သူပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာတည်ဆောင်းသွားခဲ့တဲ့နောက်ဟာမတ်စ်အဖွဲ့ကိုအဓိကဦးဆောင်နေတယ်လို့ယုံကြည်ရပါတယ်။သူကပြီးခဲ့တဲ့နှစ်ဇူလိုင်လကတည်းကဟာမတ်စ်ရဲ့လက်နက်ကိုင်အစုအဖွဲ့ခေါင်းဆောင်ဖြစ်တာဝန်ယူထားခဲ့ပြီးသားပါ။ပြီးခဲ့တဲ့သတင်းပတ်အစောပိုင်းတုန်းက ဂါဇာတောင်ပိုင်းခန်ယူနစ်မှာရှိတဲ့ဆေးရုံတစ်ခုကိုအစ္စရေးကလေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အစ္စရေးမီဒီယာတွေကတော့အဲ့ဒီစစ်စင်ရေးကမိုဟာမက်ဆင်ဝါကိုပြစ်မှတ်ထားခဲ့တာဖြစ်နိုင်ကြောင်းဖော်ပြခဲ့ကြပါတယ်။အစ္စရေးစစ်တပ်ကဆေးရုံရဲ့မြေအောက်မှာရှိနေတဲ့ဟာမတ်စစ်ရေးကိုကယ်မှုဌာနတစ်ခုကိုတိုက်ခိုက်ခဲ့တာလို့ပြောပေမဲ့ဆင်ဝါနဲ့ပတ်သက်တဲ့ထင်ကြီးတွေကိုတော့အဲ့ဒီတုန်းကဘာမှချက်မှမပေးခဲ့ပါဘူး။အရှေ့အလယ်ပိုင်းဒေသတွေမီဒီယာတချို့က ဟားမတ်စ်တွေဟာဆေးရုံနားမှာရှိတဲ့ဥမြင်တစ်ခုထဲမှာစင်ဝါနဲ့နောက်လိုက်၁၀ရောက်ဝန်းကျင်ရဲ့အလောင်းတွေကိုရှာတွေ့ခဲ့တယ်လို့ဖော်ပြထားပြီးဟားမတ်စ်အဖွဲ့ကတော့ယာယီကောင်းဆောင်ရဲ့ကံကြမ္မာနဲ့ပတ်သက်လို့နှုတ်ဆက်နေသေးပါခန်ယူနစ်မှာစင်ဝါရဲ့အလောင်းကိုရှာတွေ့ခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးအစ္စရေးစစ်တပ်ကလည်းတိကျအတည်ပြုဖို့ညှင်းဆိုထားပါတယ်ရှင်